ားအလုံးမဲ့မင်္ဂလာပါအဲကြာဒီကနေ့ကတော့ရေပြောချင်တာလေးကအရန်အရေးကြီးတဲ့ဟာမျိုးတော့မဟုတ်ဘူးအရန်အလောတကြီးအရေးကြီးတဲ့ဟာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒါလည်းစဉ်းစားမိတာနဲ့အကုန်လုံးကိုပြန်ပြီးအဲ remind လုပ်ပေးခြင်းနဲ့တတိပေးခြင်းတာလေးရှိလို့ပေါ့နော် အဲ့ဒါဘာလဲဆိုတော့ဂျပန်မှာနေနေရောက်နေတဲ့သူတွေအနေနဲ့ဂျပန်မှာရောက်နေတဲ့သူတွေအနေနဲ့ဆိုတာကညာပြောချင်တာကတို့ရောက်ပြီးကြာနေတဲ့သူတွေကိုပြောချင်တာမဟုတ်ဘူးတို့ရောက်ခါစားလူတွေပေါ့နော်ရောက်ခါစားလူတွေအတွက်ကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့တောမဲ့လူတွေအနေနဲ့လည်းကြည်လို့ရတယ်ရောက်ခါစားလူတွေအနေနဲ့ကတို့ဟိုဘာမှကိုယ်နားမလဲသေးဘူးလေနော်ဘာမှနားမလဲသေးဘူးရောက်တဲ့ဒီလိုပဲအဲ့တော့ရောက်ခါစားတယ်မဟုတ်ခဲ့ဘူးတို့ training နဲ့ကြာသွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဘာမှမသိမသိခဲ့ဘူးပေါ့နော်မသိခဲ့တဲ့အခါမှာ ဘယ်လိုပြောရမလဲတအူးတယောက်တည်းကိုပဲအားကိုးမိတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာဘာတုံးဆိုတော့အဲ့လိုမျိုးလူတယောက်တည်းအပေါ်ကိုပဲအရန်ယုံကြည်ပြီးတော့အရန်ပုံပြီးတော့အမယုံစီမယုံကြည်စေချင်တာပေါ့နော်အရန်တယောက်တည်းကိုပဲပုံပြီးတော့မယုံကြည်ပါနဲ့အဟိုဥပမာခူမီယာကြီးတော်လကောင်းပေါ့နော်ခူမီယာကြီးတော်လကောင်းအတိမိတ်ဆွေကိုတော်လကောင်းတငယ်ချင်း BFF တွေကိုတော်လကောင်း ပြီးရင်ကိုယ့်ရဲ့ girlfriend boyfriend တွေပေါ့နော်ချစ်သူကောင်းလေးကောင်းမလေးကိုတော်လကောင်းတယောက်တည်းကိုပုံပြီးတော့ယုံကြည်တာမျိုးတွေအဲ့တော့တိတ်မလုံစေခြင်းဘူးအဲသူမရှိရင်မဖြစ်ပါဘူးဆိုတာချစ်သူကြီးစားကိစ္စကိုပြောတာမဟုတ်ဘူးပေါ့နော်အဲသူကိုကတယောက်ကကိုတစုံတယောက်ကိုပုံပြီးတော့အားကိုးနေရတယ်ဆိုတဲ့ပုံစံမျိုးတွေကြာမဖြစ်စေချင်တာပေါ့နော်အဲ့လိုမျိုးကိုကဘာမှကိုကအရာရာကိုကဘာမှမသိပါဘူး ကိုကိုတိုင်းဘာမှမလုပ်တတ်ပါဘူးကို့မှာအဖအဆက်သွင်းမှာမရှိပါဘူးဆိုတဲ့ပုံစံမျိုးတွေမဖြစ်စေချင်တာပေါ့နော်အထက်ကတော့အဲ့လိုကိုကအရန်ရိုးသားတဲ့အခါကျရိုးသားရဲဆိုတာဒီနေရာမှာညာကရိုးအားတယ်လို့ပြောချင်တာပေါ့နော်ရိုးသားတယ်ဆိုတာအရန်ကောင်းတယ်ဒါပေမဲ့အရန်ရိုးအားတဲ့အခါကျလို့ရှိရင်ကိုအဲ့လိုမျိုးအရန်ယုံကြည်ရတယ်ဆိုတဲ့လူမျိုးကပေါ့နော်လူတိုင်းကိုတော့မဆိုလို့ဘူးဒါလူတိုင်းကိုပြောချင်တာမဟုတ်ကိုကတိုင်းတစ်ပါးမှာကိုကဟိုဘသူမိသားစုနဲ့နေရမှာမဟုတ်ဘူးတူတူတယောက်တည်းကိုရဲ့ခြေထောက်ပေါ်မှာကိုရက်တည်နေရဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ လူတိုင်းကိုတော့ပြောတာမဟုတ်ပေမဲ့လို့တချို့ကိုအရန်ယုံကြည်ရတဲ့လူတွေကအာ तू ကငါ့ကို100%ယုံကြည်ထားတာငါမရှိ तू ဘာမှမလုပ်တတ်ပါဘူးငါမပြောပြရင် तू ဘာမှမလုပ်နိုင်ပါဘူးငါမကူညီ तू ဘာမှမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေထင်သွားပြီးတော့ကြတော့ကိုယ့်ရဲ့လူမျိုးအချင်းချင်းနေတောင်းမှပဲပေါ့နော်မြန်မာလူမျိုးအချင်းချင်းနေဒီလိုမျိုးလူမျိုးချင်းအချင်းချင်းနေတောင်းမှပဲကြတော့အခွင့်အရေးယူတာမျိုးတွေဖြစ်တတ်ပါတယ် ဲ့လိုမျိုးတွေရှိတယ်ပေါ့နော်တော်တော်များများလည်းရှိတယ်အဲ့ဒါကြောင့်မလို့ကြာကတယောက်တစ်ခုပဲပုံပြီးယုံတာမျိုးမလုံးစေခြင်းဘူးတဲလို့ဂျပန်မှာလူတိုင်းကပတ်စံရှာများပဲဟုတ်တယ်မလားပတ်စံရှာများပဲဖြစ်တဲ့အတွက်ကြောင့်မလို့အဲတကယ်လိုအပ်လာတယ်ဆိုလို့ရှိရင်အခကြေးငွေပေးပြီးတော့ကြာတော့ဆွေးနွေးတိုင်ပင်လို့ရတယ်တကယ်အရန်တော်တဲ့လူတွေလည်းအပြင်မှာအများကြီးရှိတယ်ပေါ့နော်ပြန်အခကြေးငွေမယူဘဲနဲ့ဆွေးနွေးတိုင်ပင်လို့ရတဲ့ကုညီပေးနေတဲ့သူတွေလည်းအများကြီးရှိပါတယ် အဲပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒီလိုသက်ဆိုင်ရာ Facebook group တွေပေါ့နော် Facebook group တွေမှာကကြတော့ကိုယ့်ပြဿနာသူ့ပြဿနာကိုတိုင်ပင်ဆွေးနွေးလို့ရတဲ့ Facebook group မျိုးတွေလည်းရှိပါတယ်ဒီပြဿနာဆိုလို့ရှိရင်ဒီလိုလိုတော့ကျမကတော့ဖြစ်နေတယ်ကျမဒါဘလို့လုတ်တင်လဲဟာဘလို့ဖြစ်ရမှာလဲပေါ့နော်သူ့ရဲ့သွားမဲ့လမ်းကြောင်းကဘလို့မျိုးလဲဆိုတဲ့ဟာကိုအဲကိုယ်တင်ပြီးမေးလို့ရတယ်အဲ့လိုမျိုး Facebook group တွေလည်းရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့ဒီအောက်မှာကအာဒါကျွန်တော်လည်းဒီလိုမျိုးဖြစ်ခုရဲ့ကျွန်တော်တို့ကတော့ဒီလိုလိုမျိုးဖြစ်ရှင်းခဲ့ကျမတို့ကတော့ဒီလိုလိုမျိုးဖြစ်ရှင်းခဲ့တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒီလိုအချင်းချင်းပြန်ပြီးတော့တိုင်ပင်ဆွေးနွေးလို့ရတဲ့ လို့အလုံးလုံးနေတဲ့သူအချင်းချင်းပဲတိုင်ပင်ဆွေးနွေးလို့ရတဲ့ group မျိုးတွေလည်းရှိတယ်ပြီးလို့ရှိရင်ဒီလိုမျိုးကိစ္စတွေကိုဖြေရှင်းပေးနေတဲ့ Facebook page တွေဘဟုသုတတွေပြပြပေးနေတဲ့ Facebook page တွေလည်းရှိတယ်အဲ့လိုမျိုးတွေကိုအဲ့တော့ အဲ like လောက်ထားတာမျိုးတို့ Facebook group တွေဆိုရင် join လောက်ထားတာမျိုးတို့အဲ့လိုမျိုးလေးတွေလောက်ထားစေချင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကြတော့တကယ်အကြောင်းအရာတစ်ခုခုရှိလာတဲ့အခါကျလို့ရှိရင်လူတယောက်တည်းကိုပဲယုံကြည်ပြီးတော့သူလုပ်ပြီးတဲ့ဟာကအဲဒီမဲ့ဒါကောင်းလားဆိုလားဆိုတာကိုမခွဲခြားနိုင်တာထက်စားတယ်စားလို့ရှိရင်ပေါ့နော်။အဲကိုကဒီဟာကိုဒီဟာဆိုလို့ရှိရင်ဒါဘလို့နည်းနဲ့ဖြည့်ရှင်းလို့ရတယ်ဘလို့ပုံစံအဖြည့်ရှင်းလို့ရတယ်ဆိုတဲ့ဟာကိုကိုကကြိုပြီးပြီးထားတဲ့အခါကျလို့ရှိရင်ဒီလိုမျိုးအဲကိုယုံကြည်ရတဲ့လူတွေစီကနေ ဘယ်လိုပြောမလဲတစ္ဆာဖောက်တာမျိုးကိုယ်အခွင့်အရေးယူတာမျိုးတွေအဲဒါကနေဝါမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအဲအရေးကြုံလာရင်သုံးပြုလို့ရမယ်လမ်းကြောင်းလေးတွေရှိနိုင်သလောက်များများရှိထားအောင်လုပ်ထားပါပြီးလို့ရှိရင်ဟိုဒီဟာကတော့ငါနဲ့မဆိုင်ဘူးပဲဆိုရဲဟာမျိုးမဟုတ်ဖိနေဟိုတက်နိုင်နေဆိုလို့ရှိရင်ကိုကလေးလာပါအဲလေးလာပြီးတော့ကြောက် ဘာမှမသိဘူးဆိုတဲ့ဟာမျိုးမဖြစ်ရအောင်ပေါ့နော်ပြီးနိုင်တဲ့လောက်ကလေးကိုကလေးလာနိုင်တဲ့လောက်ကလေးတို့လေးလာပြီးမှပဲသွားစီချင်ပါတယ်ဒါဆိုလို့ရှိရင်တို့လူချင်းချင်းလက်ပတ်ချင်းကင်းဝင်မယ်ပေါ့နော်အဲ့တော့ဂျာတော့ဂျိုတင်ပြီးတော့အမ်လေးလာပြင်ဆင်ထားစီချင်ပါတယ်လို့ဂျာကဒီနေ့ကနေပြီးတော့ remind လုပ်ပါတယ်